အားလုံးပဲမင်္ဂလာပါမန်နယူ channel ကနေအားလုံးကြိုဆိုပါရစေမန်ချက်စတာနဲ့အတင်းကားပေါ်ပြဒီညစီနိုင်မှာဆိုရင်အဝေးကွင်းလီဗာပူးရဲ့အင်ကွင်းမှာပရီးမီးယားလိပ်ပွဲစဉ်ချစ်ကိုကစားဖို့ချိန်နေပါတယ်အသင်းအတွက်အရေးကြီးတဲ့ပွဲစဉ်တွေကိုဖြစ်သလိုလီဗာပူးဖက်မှာလေပေါ်ပြ၃ခွေဆဲနိုင်ခွေပြောက်ဆူးနေတဲ့နေရာတစ်ခုကိုသူတို့ရဲ့အင်ကွင်းမှာဘလောက်ထိဒုက္ခပေးနိုင်မလဲကိုယ်နေတဲ့အသင်းကနေစနေပိုင်းပြွာတဲ့ကစားွက်တဲ့ပြီးလို့ရှိရင်ပွတ်တော့နိုင်မလဲလူစင်းမှာဘယ်သူတွေကိုအသုံးပြုမလဲ ဒါနဲ့ပဲတက်ပြီးတော့ကျွန်တော်ပွေးမစခင်ပေါ့ဗျာအနေချင်းအဲ့ဒီပွေးစဉ်နဲ့ပဲတက်ပြီးတော့ဆွေးနွေးတော့ပါမယ်ဘယ်လိုချိမလဲဆိုတာအားလုံးမင်္ဂလာပါစာသမားတွေအားလုံးပဲမင်္ဂလာပါဆိုတော့မင်းညံကပေါ့ဗျာပရီးမီးယားလေးပွေးစဉ်တွေကျွန်တော်ကစားခဲ့တာရှိပါတယ်အထူးသဖြင့်အာတင်းကြီးတွေကနိုင်ွေးတွေရချီခဲ့ပါတယ်နော်တယ်ဖောရဲ့ကိုပေါ့ဗျာရှယ်စီကအဝေးကွင်းမှာ3စီးနဲ့နိုင်ခဲ့ပါတယ်ပြီးလို့ချင်း Brighton ကိုပေါ့ဗျာနယူကစီက Brighton ရဲ့ in game မှာ2ဝယ်နဲ့ရှုံးပါတယ် City အနေနဲ့ကိုရင် in game မှာဆိုရင် Everton ကို2စီးနဲ့နိုင်ခဲ့တယ်နောက်ဆုံးကြောင်တော့ဒီ Fulham နဲ့ Arsenal ပွဲစဉ်မှာဆိုရင် away ခွင့် Arsenal ကဝမ်းစီးနဲ့နိုင်ခဲ့တယ်ဆိုတော့အသင်းကြီးတော်တော်များများကနိုင်ပွဲကိုစီရရှိခဲ့သလိုတကယ့်ကိုကောင်းမွေတဲ့အမှတ်တဲ့စွမ်းဆောင်ရည်တွေသူတို့ပြနိုင်ခဲ့တယ်လက်ရှိ Manchester United အသင်းကဒီနေ့ပွဲစဉ်ကိုနိုင်ဖို့အတွက်အင်မတန်လိုပါတယ် ဘာဖြစ်လို့ဆိုတော့ကိုသိနေတဲ့စစ်စစ်တေရောက်ရှိနေတဲ့ရာမဲစင်ပဲပေါ့ဗျာဒီနေ့ပွေးစီကိုနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့အတိုက်အတာတစ်ခုဒီအစင်ရှိကိုတလုံးတော့ဖို့ရှိနေတယ်ကိုရီအသိမှာပေါ့ဗျာအထူးသဖြင့်ကွေးလင်နေရမှာဆိုရင်ရေးရွှေစရာကျွန်တော်တို့ရှိတယ်တိုးတော်ညာလဲ Emirates အနေနဲ့ Brass Corvette တည်င်းစားရှင်းလင်းပေးမှာရောပြီးလို့ချင်းအာကျွန်တော်တို့အသုံးမပြုတဲ့ကစားသမားတယောက်ရှိပါတယ်ဒါကတော့ကိုဗီမိုင်းတို့ဥကာတေကိုပေါ့ဗျာဘရူနိုဖာနယ်နဲ့ဒီနေ့ပွေးစီမှာတွေးပြီးတော့မြင်လာဖို့ရှိနေတယ် လို့ချင်းကျွန်တော်နောက်တန်းမှာဆိုရင်စင်နေလဲမန်းကိုပြန်ပြီးတော့အသုံးပြုနိုင်ခြင်းရှိတယ်ပြီးခဲ့တဲ့စင်နေနဲ့ပွေးစီမှာကိုရီအသင်းကားပေါ့ဗျာကောင်းမွန်တဲ့ဆန်းဆော်တွေတခုကျွန်တော်နိုင်ခဲ့တယ်အဲ့ဒီပွေးစီမှာဆိုကလင်းရှိရပြီးတော့စင်နေလဲမန်းကလက်စွဲတော်တော်ပြားခဲ့တယ်အမရိကသတင်းစာရှင်းလင်းပွဲမှာဆိုရင်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့တကယ့်ကိုသဘောကျနေချင်းမိကြောင်းသူပြောရတယ်ဒါကြောင့်အသင်းအတွက်အင်မတန်အရေးကြီးတဲ့ပွေးစီတခုကိုကျွန်တော်တော်ရောက်ကစားမယ့်ပုံစံမှာဆိုရင်လီဗာပူးဘက်ကိုကြည့်ရရင်လေလီဗာပူးတို့က သူတို့ရဲ့ဒီချုံခွေးဆက်နေမှုကိုမဆယ်ဆောင်နေတဲ့အတင်းနဲ့သူတို့ရဲ့အိမ်ခွေးမှာရက်တဲ့နိုင်ခြင်းရှိမလားကျွန်တော်တကယ်ကိုစိုးရင်မိနေဘာဖြစ်လို့ဆိုတော့အဲ့ဒီကွင်းလေးပဲချမ်းပဲအုံပြလို့ရတဲ့ပလေယာတွေရှိရတဲ့အတန်းနဲ့အတုံးမပြူဘူး ကက်ဆီမီရိုအနေနဲ့ကပေါ့ဗျာဒီနေ့ပွဲစဉ်ကိုတရားပိုင်လောက်မှာပဲပြန်ပါလာဖို့ကျွန်တော်တို့တွေ့ရတာပေါ့ဗျာနိုင်ငံဘရာဇီးနဲ့ပွဲစဉ်မှာဆိုရင်အခြေအနေတွေတော်ရတဲ့အတွက်လေချင်းကစစ်တဲ့အစီအစဉ်မှာတော့ကစားသမားဖြစ်သူကိုကျွန်တော်တို့အနာပေးထားတဲ့အတွက်ဒီလိုအနေထားတစ်ခုမှာဆိုရင်ကိုတဲ့အသင်းရဲ့ကွေးလင်မှာဘရူနိုဖာနန်ဒက်ဥကာတဲပြီးလို့ချင်းကျွန်တော်တို့အာမန်ဒီယာလိုမာဆယ်ရဝီကဒီနေ့ပွဲစဉ်မှာပါဝင်မှာမဟုတ်ပါဘူးအာဘေဘက်အချမ်းမှာဆိုကျွန်တော်တို့ပက်ထရစ်တူကိုပေါ့ဗျာဆိုတော့တစ်ဖက်လီဗာပူးကိုကြည့်ရလို့ချင်းလေအဓိကကစားသမားတွေကိုသမားအပောင်ဝင်း တဲ့ပဒနာနဲ့ကြုံထားရတဲ့အတွက်လီဗာပူးကလေးပေါ့ဗျာသူတို့ရဲ့အင်ကွေးမှာခက်ခဲတချို့ကျွန်တော်ရှိနေသလိုကိုရီမန်ချက်စတာနဲ့တဲ့အသင်းကလေးဒီရသည်အဝေးကွင်းဆွဲဆောင်ရေးအားနေတဲ့အတွက်လီဗာပူးကိုချင်ကစားဖို့ဆိုတာမတွေးရစရာပဲသို့တော်ညာလဲဆန်နယ်နဲ့ပွေးစဉ်ကလို့ကစားသမားတွေအလေပြောင်းနေဟုတ်တယ်မလားနေ့စဉ်နေ့ပိုင်းပြူရတဲ့အမ်မိုရဲရေးရှည်တဲ့လူစားပြောင်းလဲမှုတွေကအမေကန်ဆုံးဖြစ်ရင်တော့ကျွန်တော်တို့အတိုက်အတာတစ်ခုသည်မျောမင်းလို့ရတာပေါ့ဗျာပွေးထုတ်တင်တဲ့ကစားသမားတွေပွေးမထုတ်ပင်နဲ့ ဗရင်ပတိုင်ကျွန်တော်ရှိခဲ့မယ်ဆိုရင်ကိုကြီးလေးမိတယ်ဆိုတော့ဒီနေ့ပွင့်စဉ်ကိုကိုရီအသင်းနေနဲ့အမေကဲဆုံးဖြစ်ခဲ့မယ်ဆိုရင်ရာလဲကောင်းခဲ့မယ်ဆိုရင်လာမယ့်ပွင့်စဉ်ဒီမှာလည်းကျွန်တော်အမ်မရယ်တွေပေါ့ဗျာတက်ရှူချောင်းမယ်နောက်တစ်ခုကျွန်တော်အဒီယာဒီမှာဆိုရင်ပေါ့ဗျာပရီးမီးယားလေးရဲ့ပြီးလို့ချင်းကျွန်တော် FA ကဲယူပါလေးလေးကျွန်တော်မကစားရဘူးချန်ပီယံလေးလေးမကစားဘူးဒီလိုအနေထားတော့ကမှကိုရီကပရီးမီးယားလေးတစ်ခုကိုလုံးဝအာရုံစိုက်နိုင်လို့ရတယ်ဒါကကစားသမားတွေရော နေပြရော အဖက်ဖက်ကကျွန်တော် ပြေဆုံးမကိုကောင်းမွန်တဲ့ဆွဲဆောင်ရင်တွေ့ဖို့ကျွန်တော်ရမှာမဟုတ်လို့ရှိရင်တော့အစင်စလေးစင်ငါရဲ့အစင်တစီကျော်ကနေကျွန်တော်တက်မှာမဟုတ်တော့ဘူးဆိုတော့စာသမားတို့ဒါကမန်ချက်စတာကိုနေတဲ့အသင်းနေတဲ့ဒီညစီနိုင်မှာဆိုရင်ပေါ့ဗျာအဝေးကွင်းလီဗာပူးရဲ့အင်ကွင်းမှာပရီးမီးယားလိပွဲစဉ်အနေထားတစ်ခုကိုကျွန်တော်ဆွေးနွေးတော့ခဲ့တာဖြစ်ပါတယ်ညီကိုတို့နေတဲ့ဘယ်လိုထင်မြင်ချက်ရှိလဲဆိုတော့ comment လေးမှာဆွေးနွေးပေးကြပါအောင်ကျွန်တော်တို့အသင်းအနေနဲ့အဝေးကွင်းမှာနိုင်ပွဲရရှိမလားတို့လိုမလို့ချင်းအချုံးတဲ့ရေဆိုင်သွားမလားဆိုတော့ ျွန်တော်ဆောင်ကြမှာပါဗျာအားလုံးပဲကျေးဇူးများကြီးပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်ကြည့်ကြအောင်အားလုံးပဲโอเคပါ